မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘီရက်နေရဲ့အသွေးတွေကကင်ဝေးပြီးကိုစိတ်နှစ်ပါလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွယ်သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမစင်စင်ပါ။ဒီကနေ့မလ10ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဂျားကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့သတင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတော်လှန်စစ်ကိုဆင်နွှဲလို့တဲ့လူငယ်လူရယ်တွေကိုဖိတ်ခေါ်တဲ့တဲ့တင်းနှင်းသားကြီးပါကာဖကနေမြေရှင်းလင်းရင်လှုပ်ဆောင်နေစဉ်စွန့်ပစ်ထားတဲ့အကြမ်းဖက်စစ်သားအလောင်း၃လောင်းတွေ့ရှိတဲ့တဲ့ရန်ကုန်မြို့မှာအကြမ်းဖက်စစ်ကောင်စီအား ILO ညီလာခံမှအရေးယူပေးဖို့တောင်းဆိုလှုံ့ဆော်မှုပြုလုပ်တဲ့တဲ့မုံရွာမြို့မှာအကြမ်းဖက်စစ်ကောင်စီရဲ့ အာရမစစ်သားစုဆောင်းခံရတဲ့တပ်သားတအူအလင်းဝင်ရောက်လာတဲ့ဒင်းလေးနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းရေးဆန္ဒပြလူလူတပိတ်တည်င်းတွေပဲဖြစ်ပါရဲ့ရှင်ဓမ္မဆောင်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ဂျားကာလာဒေတန္တရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ရန်ကုန်တိုင်းပြည်သူအုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့တင်ပဲဖြစ်ပါရဲ့ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရဈာကာလဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ရန်ကုန်တိုင်းမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွဲဆောင်ဆွေးနွေးပွဲအစည်းအဝေး၃မြင်းဆောင်၂025ကိုမတ်လ9ရက်မနက်10:00နာရီမှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးမှာဈာကာလဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းရေးမှုအဖွဲ့ဝင်စီမံကိန်းဖန်နာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။အဲဒီနောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှအုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနဲ့ပတ်သက်တဲ့သိရှိလိုရာများကိုဆွေးနွေးခဲ့ကြရာဝင်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူများမှပြန်လည်ဖြေကြားခဲ့ပါတယ်။အဆိုပါတွေ့ဆုံပွဲကိုအမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဖက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့ရန်ကုန်တိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ရေးနဲ့လူမှုကြီးကြပ်ရေးဝင်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ခဏတင်ဆက်ပေးခြင်းတဲ့တင်ကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတော်လှန်စစ်ကိုဆင်နွှဲလိုတဲ့လူငယ်လူရွယ်တွေကိုဖိတ်ခေါ်တဲ့တင်ပေဖြစ်ပါရဲ့ရှင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကဖက်စစ်အာဏာရှင်စနစ်ဆိုးကိုအမြင့်ပါချိုးနိုင်တဲ့အထိရှေ့ကိုမဆုံမနစ်ချီတက်ရေးအတွက်တော်လှန်စစ်ကိုဆင်နွှဲလိုတဲ့လူငယ်လူရွယ်တွေကိုဖိတ်ခေါ်နေပါရဲ့ MDY PDF ကအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့ကိုယ်ကဲမှုအောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့အစိပ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ရန်သူဖက်စစ်အနာရှင်စနစ်ဆိုးကိုမြစ်ပါချိုးနိုင်တဲ့အထိရှေ့ကိုမဆုံမနစ်ဆက်လက်ချီတက်ကြဖို့ပဲဖြစ်ပါတယ်။ဒီအတွက်ဆိုကျွန်တော်တို့မှာယခုထက်တာလွန်တဲ့တိုက်စွမ်းရည်နဲ့တိုက်စွမ်းအားလိုအပ်ပါတယ်။အထူးသဖြင့်အလဲပိုင်းမြေပြတ်ဒေတာမှာစီရေးအလုပ်တွေအင်းနဲ့အားနဲ့ဆက်လက်ဖော်ဆောင်နိုင်မှုအတွက် တိုက်ခတ်ရေးလူအင်အားအများကြီးလိုအပ်ပါတယ်။ဒါကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတော်လန်စစ်ကိုဆင်နွှဲလိုတဲ့လူငယ်လူရွယ်အပေါင်းကိုလှိုက်လွှဲစွာဖိတ်ခေါ်ကြိုဆိုနေပါတယ်လို့ MD1 PDF ကအသိပေးထားပါတယ်။ MD1 PDF ကတဆယ်နှစ်ခွန်စစ်စင်ရေးပထမပိုင်းနဲ့ဒုတိယပိုင်းရှမ်းမန်းစစ်စင်ရေးတွေမှာလည်းမဟာမိတ်တော်လန်ရေးအဖွဲ့အစည်းများနဲ့ဟန်ချက်ညီညီပူးပေါင်းလက်တွဲပြီးစီရေလှုပ်ရှားမှုတွေဖော်ဆောင်နိုင်ခဲ့တာပါ။ ဒီစစ်စင်ရေးအောင်ပွဲတွေနဲ့အတူအခုဆိုရင်မန္တလေးဒေသထဲမှာစုံမိုးထိတ်ချုပ်နေမြေတချို့ကိုလည်းဆုတ်ဆုတ်ကန်ကန်ရယူထားနိုင်ပါတယ်။မိတ်ဆွေရေပေါ်ကျွန်တော်တို့စီကိုလာဖြစ်အောင်သာလာခဲ့ပါ။စစ်တကယ်တိုက်နိုင်မှုနဲ့လိုအပ်တာတွေတက်ဆင်ပံ့ပိုးနိုင်မှုကကျွန်တော်တို့အပြည့်အဝတာဝန်ယူပါတယ်လို့ MDY PDF ကပြောပါတယ်။တော်လန်စစ်ကိုစင်နွှဲလို့တော့မိတ်ဆွေရေပေါ်များအနေနဲ့လူပုတ်ကိုတဦးတယောက်ချင်းတာမက အစုအဖွဲ့လိုက် တပ်ဖွဲ့အလိုက်လဲ MDY PDF ထံကိုလာရောက်ပူးပေါင်းပါဝင်နိုင်တယ်လို့အသိပေးထားပါတယ်ရှင်။ဆလာတင်ဆက်ပေးခြင်းတဲ့တင်ကတော့တနင်းတားရီပါကဖားကနေမြေရှင်းလင်းရေးလှုပ်ဆောင်နေစဉ်ဆွပစ်ထားတဲ့အကြမ်းဖက်စစ်သားအလောင်း၃လောင်းတွေ့ရှိတဲ့တင်ပြဖြစ်ပါတယ်ရှင်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေမြေရှင်းလင်းရေးလှုပ်ဆောင်အတွင်းဆွပစ်ထားတဲ့အကြမ်းဖက်စစ်သားအလောင်း၃လောင်းတွေ့ရှိခဲ့တယ်လို့ တနင်္သာရီပကဖတ်ထံမှသိရပါဗျ။တနင်္သာရီမြို့ကနေသိန်းခွန်ရွာဘက်ကိုခြေလင်းစစ်ကိုတက်လာတဲ့အချမ်းဖတ်စစ်ကြောင်းနဲ့တော်လိုင်းရေးပူပေါင်းအဖွဲ့တို့ဖေဖော်ဝါရီ25ရက်နေ့လယ်တနာရီအချိန်မှာထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။အဲ့ဒီရန်သူစစ်ကြောင်းဟာတော်လန်းကနေတက်လာပြီးတမတ်ချုံရွာနဲ့လေတောင်ရွာတို့ကြားမှာ PDF ပူပေါင်းအဖွဲ့တို့ထိတ်တန့်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက်နေမြေရှင်းလင်းရင်လုတဲ့အခါအကြမ်းဖက်စစ်တပ်ကအလောင်း၃လောင်းစုပြီးတွင်းနဲ့ဆွပစ်ထားတာကိုတွေ့ရှိရလို့သိရပါတယ်ရှင်။ဆလာတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့ရန်ကုန်မြို့မှာအကြမ်းဖက်စစ်ကောင်စီအား ILO ညီလာခံမှအရေးယူပေးဖို့တောင်းဆိုလှုံ့ဆော်မှုပြုလုပ်ခဲ့တဲ့တဲ့ပဲဖြစ်ပါတယ်ရှင်။ရန်ကုန်မြို့မှာမြေပြင်တပိတ်အင်အားစုတွေက ILO A33 မြန်မာ2025အစသားပါအင်ဂျင်များဝက်ဆင်က လုံသမားတို့အပေါ်ဂျမ်ဖတ်စစ်ကောင်စီကဖိနှိပ်နေမှုများကို ILO ညီလာခံမှအေးအေးယူပေးဖို့အတွက်တောင်းဆိုတဲ့လှုပ်ရှားမှုကိုဒီကနေ့မှပြုလုပ်ခဲ့ပါတယ်။အဂျမ်ဖတ်စစ်တပ်ကအလုံသမားများရဲ့အခြေခံအခွင့်အရေးများကိုကာကွယ်ပေးနေတဲ့ပြည်ပြည်ဆိုင်ရာအလုံသမားရေးရာအဖွဲ့ရဲ့စံနှုန်းများအပေါ်လိုက်နာမှုမရှိတဲ့အတွက်ပုံမှန်33နဲ့အေးအေးယူပေးရန်တောင်းဆိုလိုက်တာပါ။ဒီလှူရှားမှုကိုရန်ကုန်တော်လန်ညီနောင်လေးဖွဲ့နဲ့အတူရန်ကုန်မြေပြင်တပိတ်အင်အားစုတွေကပူးပေါင်းခဲ့ကြတယ်လို့ဆိုပါရစေ။ အာနာသိမ့်ခဲ့တဲ့အကြံဖတ်စစ်ကောင်စီကအလုတ်သမားများအပေါ်အတင်းအာရမလှဝါခိုင်းစီတာရလတ်စွာအတင်းဖွဲ့ဖွဲ့စည်းရာနဲ့စီယုံပိုင်ခွင့်များကိုပိတ်ပင်မှုတွေပြုလုပ်နေရလို့သိရှိရပါတယ်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မုံရွာမြို့မှာအကြံဖတ်စစ်ကောင်စီရဲ့အာရမစစ်သားစုဆောင်ခံရတဲ့တပ်သားတအူအလင်းဝင်ရောက်လာတဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းမုံရွာမြို့မှာအကြံဖတ်စစ်ကောင်စီရဲ့အာရမ စစ်သားစုဆောင်ခံရသူတပ်သားတအိုးပကောက်ကူခိုင်ပါကာဖရဲ့ကိုညီပေးမှုနဲ့ကဲထုတ်နိုင်ခဲ့တယ်လို့ရွှေဘန်းကြည်ဝါပေါင်းစုံတပိတ်စစ်ကြောင်းဆလင်းကြီးမြို့နယ်ထံမှသိရပါဗျ။အလင်းဝင်ရောက်လာတဲ့တပ်သားကအကြံဖက်စစ်ကောင်စီရဲ့အာရမစစ်သားစုဆောင်ရင်အပတ်စဉ်ရှစ်အတွက်ပေါ်တာဆွဲရမှာပါဝင်သွားခံခဲ့ရသူတအိုးဖြစ်ပြီးအကြံဖတ်စစ်တပ်ရဲ့ရေစကြိုမြို့နယ်ခလာရ259တရင်ကနေဖက်ပြေးအလေးဝင်လာတာဖြစ်ပါတယ်။ အလင်းဝင်ရောက်လာတဲ့လူငယ်ဟာ2024ခုနှစ်နိုဝင်ဘာလ5ရက်ကအလုံးမပြန်လာစဉ်မုံရွာမြို့ပေါ်မှာအကြဖတ်စစ်ကောင်စီရဲ့အာရမစစ်သားစုဆောင်ခြင်းကိုခံခဲ့ရသူ ဖြစ်တယ်လို့သိရပါတယ်။ပြည်သူတွေကိုနေ့စဉ်တပ်ဖြတ်ပြီးဆေးရဆွေးမှုတွေကျူးလွန်နေတဲ့အကြဖတ်စစ်ကောင်စီကိုစွန့်ခွာပြီးပြည်သူ့ရင်ဝင်ခလုံးချဖို့အတွက်နဲ့အလင်းဝင်ရောက်လာမယ်ဆိုရင်နေဆက်ရတော်လိုင်းရေးအဖွဲ့အစည်းတွေမှာချိတ်ဆက်နိုင်တယ်လို့လည်းတော်လိုင်းရေးအဖွဲ့တွေကအသိပေးနှိုးဆော်ထားပါတယ်။ အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ဖြတ်ချင်းမုံကြီးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစစ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။သခိုင်းတိုင်းဆလင်းကြီးမြို့နယ်လက်ပောင်းတောင်ဒေသခံပြည်သူတွေကအပြည့်ပြည့်ဆိုင်ရာအလို့သမားအဖွဲ့အစည်းရဲ့ပုံမှန်33အရာအကြံဖတ်စစ်ကောင်စီကိုချက်ချင်းအေးအေးယူနိုင်ရေးအတွက်ဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေက ILO Implement Article 33ကိုမြန်မာနောင်2025ဆိုတဲ့စာသားကင်ဆွဲပြီးဆန္ဒပြချီတက်ခဲ့ကြတာပါ။သခိုင်းတိုင်းရွှေဘုံမြို့နယ်တပိတ်အင်အားစုကအချမ်းဖတ်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကရွှေဘုံမြို့နယ်တပိတ်အင်အားစုနဲ့ ILO Implement Article 33ကိုမြန်မာနောင်2025စတဲ့စာသားကင်ဆွဲပြီးအချမ်းဖတ်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရင်းမပင်မြို့နယ်ရဲ့နောက်ပြန်မလှည့်ကြီးတီတော်လိုင်းသပိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တက်ကြာဆုံးရေးဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။တော်လိုင်းပြည်သူတွေကနောက်ပြန်မလှည့်ကြီးတီတော်လိုင်းသပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on မြန်မာနောင်2025ဆိုတဲ့အစသားကင်ဆောင်ပြီးအကြမ်းဖက်ဆက်တက်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လိုင်းပြည်သူတွေကနေမြင်မြင်တက်မှုကြားထဲကနေပဲအကြမ်းဖက်ဆက်တက်ကြာဆုံးရေးဆန္ဒပြသပိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်။ ါကတော့မလ10ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။